皆さんこんばんは。အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကိုယ့်ရဲ့ဖုန်းထဲက Western Union application တွေကနေမြန်မာပြည်မှာရှိတဲ့ bank account တွေကိုငွေလွှဲနည်းလေးကိုကျွန်တော်ပြပြပေးချင်ပါတယ်။ဆို Western Union rate လည်းကောင်းတယ်ပေါ့နော်။အဲတီဗီသားတွေလည်းရှိပါတယ်။ဟိုမတိသေးတဲ့လူတွေအတွက်ပေါ့နော်ရည်ရွယ်ပြီးတော့ဒီဗီဒီယိုလေးကိုလောက်ခဲ့တာဖြစ်ပါတယ်။ဆိုတော့ဗီဒီယိုလေးအဲဆုံးအောင်ပြည့်တဲ့အထိကြည့်ပေးကြပါအောင်ခင်ဗျာ။ ရင်ဆုံးကိုယ့်ရဲ့ဖုန်းထဲမှာဒီ Western Union application လေးကို download လုပ်မယ်ပေါ့เนาะ download လုပ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီနာမည်ဖြည့်တာတို့ Zain Lucas scan ပတ်တာတို့အဆင့်နေတော့ရှိရပေါ့เนาะကျွန်တော်ကတော့အဲ့ဒီဟာတွေလုပ်ပြီးသားဆိုတော့ဝင်ဝင်ချင်း detail ကိုရောက်သွားမယ်အခုမှစပြီး download လုပ်မဲ့လူတွေကခုနပြောတဲ့နာမည်ဖြည့်တာတို့ဒီကိုယ့်ရဲ့ Zain Lucas scan ပတ်တာတို့အဆင့်လေးတော့လုပ်ရမယ်ပေါ့เนาะလွယ်ပါတယ်စဖတ်ပြီးတော့ပဲလုပ်ရုံပဲအပေါ်ဆုံးမှာမြန်မာကိုရွေးပါမယ်ဒါကိုငွေလက်ခံမဲ့နိုင်ငံပေါ့เนาะ နောက်ပြီးတော့ဒီမှာတရမ်းမှာဘယ်လောက်ရှိလဲအရင်ဆုံး1လို့ရိုက်ကြည့်လိုက်ရင်30ထပ်သမား၄၄ဒါတော့ပေါက်စေးပေါ့နော်တရမ်းနဲ့တရမ်းတော့တူမှာမဟုတ်ဘူးအရင်ဆုံးကျွန်တော်1000ဆန်းလွှဲကြည့်မယ်ပေါ့နော်1000လို့ရိုက်လိုက်မယ်အဲလွှဲမဲ့ပမာဏကိုဒီအွက်ထဲမှာရိုက်ယုံမယ်ပေါ့နော်ဆိုတော့3000နဲ့436ထပ်သမား၄၅ပေါ့ရမယ်အဲ့ဒီမှာဒီ how well your receiver get it ဆိုတာကဟိုဘက်ကကိုယ့်ရဲ့ဒီငွေလက်ခံမဲ့လူဟာဒီငွေကိုဘဏ်အကောင့်နဲ့လက်ခံမှာလား cash pickup ဆိုတာဒီလက်ငင်းနဲ့လက်ခံမှာလားပေါ့နော်။နောက်ပြီးဒီအောက်က KBZ Pay ရော e wallet အဲစားတဲ့အရာတွေနဲ့လက်ခံမှာလားပေါ့နော်အဲရွေးပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီမှာ KBZ Pay ကိုရွေးလိုက်မယ်ပေါ့နော် KBZ Pay ကိုစမ်းပြီးတော့လွှဲကြည့်မယ်ဆိုတော့ပြီးရင်အောက်ကဒီ how where ယူပေးပေါ့နော်ဆိုတော့ဒီကိုကဒီလွှဲတဲ့ငွေကိုဘယ်နည်းနဲ့ပေးချေမှာလဲပေါ့အဲ့ဒီမှာ pay at convenience store ဆိုတော့ဒီ convenience store တွေကနေသွားပေးသွားချေမှာလာပေါ့နော်ဒါမှ bank transfer နဲ့အဲလွှဲမှာလာပေါ့ဒီကိုငွေလွှဲမဲ့အဲငွေကိုပေါ့လေကျွန်တော်တို့ဒီမှာ bank transfer နီးကိုအဲရွေးလိုက်ပါမယ်အဲကိုနှစ်သက်တဲ့နီးနဲ့လွှဲလို့ရတယ်ပေါ့နော် ပြီးရင်ကျွန်တော်တို့ဒီနေရာမှာဒီကိုငွေလွှဲမဲ့အမောက်အဲငွေလွှဲကားပေါ့နော်အဲ total ဘယ်လောက်လဲဟိုဘက်ကမြန်မာကျပ်ငွေဘယ်လောက်ရမလဲဆိုတာလေးတွေဒီမှာကြည့်လို့ရတယ်ပေါ့နော်ပြီးရင်တော့ကျွန်တော် next နဲ့သွားလိုက်မယ် accept လုပ်ပေးလိုက်မယ်အဲ့ဒီမှာကျွန်တော်တို့ဟိုငွေလွှဲလက်ခံမဲ့ KP နံပါတ်တို့ဘာလို့ဖြည့်ရမှာပေါ့နော်ကျွန်တော်ကတော့ဒီမှာဖြည့်ပြီးသားဆိုတော့ဖြည့်เสียရမလို့တော့ခုနက အဟိုဘက်ကငွေလွှဲလက်ခံမဲ့ KP ဆိုလဲ KP နံပါတ်ကိုမှန်အောင် ဖြည့်ဖို့တော့လိုပါတယ်မဖြည့်ပြီးရင်ဒီ purpose of transfer ပေါ့နော်ဒီငွေလွှဲရခြင်းရည်ရွယ်ချက်ဆိုပြီးတော့ဒီမှာအဲ education school fee ကျောင်းလာကအတွေ့ပေါ့နော်ပညာရေးအတွက်အဟိုဘက်ကိုလွှဲလာလာပေါ့နော် give lesson အတွက်လာဒီ saving investment ဒီငွေစုတာလည်းယင်းဒီမျိုးငွေစုတာလားပေါ့နော်ဆိုတော့ကျွန်တော် saving ကိုပဲရွေးပေးလိုက်ပါမယ်ငွေစုတယ်ပေါ့နော်အဲ source so of fund ဆိုတာကျွန်တော်တို့ဒီကိုကဒီငွေလွှဲလိုက်တဲ့ငွေကဘယ်ရရလဲငွေအရင်းမြစ်ပေါ့နော် ကျွန်တော်ကဒီလကကျွန်တော်ရဲ့လကနေရတဲ့ငွေဖြစ်တဲ့အတွက်ကျွန်တော် salary ဆိုပြီးတော့ယူလိုက်မယ်ပေါ့နော်ပြီးရင်ဒီ relationship to receiver ဆိုတာကဒီ ငွေလွှဲလက်ခံမဲ့လူနဲ့ကိုယ့်ရဲ့တော်ဆက်ပုံပေါ့နော်ဒီ friend တငယ်ချင်းပေါ့ family လားတငယ်ချင်းလားတော့ကျွန်တော် friend လို့ပဲယူလိုက်ပဲပေါ့နော်အဲကျွန်တော်လွှဲတာတော့ကျွန်တော်အကောင့်ကိုကျွန်တော်ပြန်လွှဲတာပါဆိုတော့အဲမရပြီဆိုရင် next PND ကိုရောက်လာပြီဆိုရင်အဲ့ဒီမှာပြန်စစ်လို့ရတယ်ပေါ့နော်တထောင်လွှဲမယ်ငွေလွှဲကရဲ့ကိုဘက်ကလက်ခံမဲ့လူဘယ်လောက်ရမလဲဆိုတာ3436.45 mmk အဲ exchange rate ဒီနေ30.4364ရှိရပါတော့အဲ့ဒီမှာဒီ terms and condition တွေကိုဒီလက်ခံပါတယ်ဆိုတော့အမှန်ချစ်လေးတွေချစ်ပြီးတော့ send ကိုနှိပ်လိုက်မယ်ဆိုရင်အပေါ်မှာလည်းမေးကြလာပြီပေါ့နော်အဲဒီစာမျက်နှာကသူကဒီ western union ကခုနကကိုလွှဲတဲ့ငွေ1000ကိုဒီ ဒီကောင်ဒီကောင်နဲ့လွှဲပေးပါဆိုပြီးတော့ payment instruction ချပေးတာပေါ့နော်အဲဆိုတော့သူတို့ချပေးတဲ့ဒီ bank နာမည်တို့ဒီ bank account number တို့ account မျိုးစားတို့ဒီ bank ဝန်းနာမည်တို့ကိုတေချာမမအောင်ပေါ့နော်ကိုယ့်ရဲ့ဒီဖုန်းထဲက youtube application ကနေပဲဖြစ်ဖြစ် youtube atm ကိုတော့ပြီးတော့ဖြစ်ဖြစ်လွှဲလို့ရပါတယ်လွှဲပြီးတော့ complete ဖြစ်တာနဲ့အဲမကြခင်မှာကိုယ့်ရဲ့ ဒီ KP တဲ့ကိုအဲမြန်မာငွေဝင်လာမှာဖြစ်ပါတယ်ဆိုတော့အားလုံးပဲအဆင်ပြေကြပါစေအဆုံးထိကြည့်ပြည့်အတွက်ကျေးဇူးတင်ပါတယ်